နိုင်ငံရေးကျင်းသားတွေလွှမ်းမြောက်ရေးအတွက်နိုင်ငံရေးကျင်းသားအဖွဲ့တွေနဲ့အမှုပညာနယ်ပယ်အသီးသီးတွေကလဘွားကမ်ပိန်းလှုပ်ရှားမှုတွေလှုပ်ဆောင်နေပါတယ်ဒီသတင်းကိုဒေါ်လေးလေးမုံပေးပို့ထားပါရရှင်နိုင်ငံတော်ကအကျဉ်းအောင်သီးသီးမှာကြံနေသေးတဲ့နိုင်ငံရေးကျင်းသား164ယောက်အတွက် AAPP နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ FPPS နိုင်ငံရေးကျင်းသားဟောင်းများအဖွဲ့တို့ကနေ လွတ်လပ်ရေးနေ့ကစတင်ပြီးပူးပေါင်းလှုပ်ဆောင်နေတာပါဒီလဝါကမ်ပိန်းကတော့ကြံရှိနိုင်ငံရေးအကျဉ်းသားတွေအနေမျိုးကိုလဝါပေါ်ရေးတာပါသလိုလှုပ်ဆိုတဲ့စာလုံးကိုရေးပြီးတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်နောက်တစ်ခါနိုင်ငံကဝင်းဝိုင်းနဲ့ဗမာပြည်သူတွေကိုလည်းကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေဆက်ပြီးရှိနေတယ်ဒါကြောင့်မလို့ဟလားဒီလူတွေလွတ်မြောက်ရေးတဲ့ဝိုင်းဝင်းပြီးတော့တောင်းဆိုပေးကြဖို့ဝိုင်းဝင်းဝင်းလှုံရှားပေးကြဖို့အစိုးရကိုတိုက်တွန်းပေးကြဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီလဝါကမ်ပိန်းကိုလုပ်တာဖြစ်ပါတယ်အမှန်တိုင်းပြောတာပါအခုအနေနဲ့လေဒီ ဖြစ်တံမကြတဲ့မဲနဲ့ကြာနေတဲ့လူတွေဒီလိုအချင်းကြာနေတာအင်မတန်စိတ်မကောင်းဖြစ်ရပါတယ်အမြန်ဆုံးလို့စိတ်ကျပါတယ်တက်တဲ့ကြီးလာတဲ့အမြန်ကျမကြီးတွေလည်းချို့တက်လာကြပြီအဲ့တော့ဘာပဲပြောနေရမယ့်အချိန်တွေကဘလောက်မှမရှိကြတော့ဘူးလေအဲအဲ့ကြောင့်မလို့ဘာပဲပြောမိသားစုတွေလည်းဟိုအမရဲ့ရောက်မှဆိုလည်းအသက်60လောက်ရှိပြီဆိုတော့သူ့ရဲ့အမေရဲ့နောက်ဆုံးချိန်လေးမှာတော့သူ့သားနဲ့သူနေခြင်းနဲ့ဆန္ဒရှိတယ်ပေါ့နော်အဲ့တော့ဘာပဲပြောဟိုကိုမိသားစုတွေဟိုဒီလိုမျိုးအချိန်လေးမှာဟို ပြန်ဆောင်သေးကျင်တယ်ပေါ့နော်ဒီထဲမှာတာယာရီကျင်းတော်ကနိုင်ငံရေးသတင်းလျှို့ဝှက်ပေါက်ကြားမှုနဲ့နှစ်ရှည်ထောင်ချနေသူဘုံမူဟောင်းဝင်းနိုင်ကျော်ရဲ့ဇနီးလဲပါဝင်ခဲ့ပါတယ်သူ့ပေါ်မှာပဲအကုန်လုံးကခေါင်းလာတည်ထားကြတာလေတကယ်တမ်းဟုတ်လားမဟုတ်လားဆိုတဲ့ဟာကလည်းဒါအမှုကိုဒီစီစဉ်တဲ့လူတွေပဲအကွက်ချရတဲ့လူတွေပဲတိမှာပဲအဲ့ခါကျတော့ဘာပဲပြောဟိုသူ့ပေါ်မှာလည်းသင်ဘုံချေပေးဖို့အတွက်ကိုအမားတော့ဟိုတောင်းဆိုခြင်းနဲ့အားလုံးအရင်ကလူသိများတဲ့နိုင်ငံရေးသမားတွေလွတ်မြောက်ပြီးနောက်မှာထောင်ထဲမှာကြံနေသေးရဲ့ ိုင်ငံရေးနဲ့ဆက်နွယ်ခဲ့တဲ့ကျင်းသားတွေကတော့မစ်လျော့ခံနေရတယ်လို့လဲဆိုပါရတယ်။အဲ့ဒီအတွက်ကြောင့်လဲအမှုပညာတိုင်းဝိုင်းနဲ့လူမှုရေးနယ်ပယ်ကနေဒီလဝါကမ်ပိန်းမှာပါဝင်တောင်းဆိုလာကြတာပါ။ဒီမိုကရေစီဆိုတာသူ့ရဲ့လူအင်ဆန္ဒနဲ့ကိုယ့်ရဲ့လူအင်ဆန္ဒ အဲ့ဒါကိုထိမ့်ညှိပြီးတော့မှဘက်ညီအောင်မျှတာအောင်လှုပ်သွားတဲ့သူမနာကုမနာလမ်းစဉ်မှာကျမတို့သဘောထားအမြင်ကြဲကြဲနဲ့သဘောထားကြီးကြီးနဲ့ကျမတို့အားလုံးတွေ့ဆုံဆွေးနွေးကြရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကတွေ့ဆုံဆွေးနွေးတဲ့လူတွေအားလုံးဟာဒီတိုင်းပြည်အတွက်တိုင်းပြည်ချစ်တဲ့စိတ်နဲ့ဆိုရင်တော့ကိုယ့်အတ္တတွေဖြုံမှဖြစ်လိမ့်မယ်။ ကျမကတော့အဲ့ဒီလိုမှငြိမ်းချမ်းသာရလိမ့်မယ်လို့ထင်တယ်။ကျမအဲ့ဒီလိုလည်းဖြစ်စေခြင်းနဲ့အားလုံးကိုလည်းကျမမေတ္တာရပ်ခံခြင်းနဲ့အဲ့ဒီတိုင်းဒီလိုအချိန်မြင့်ပြီးတော့ဒီနိုင်ငံရေးကျင်းသားလုံမြောက်ရေးတောင်းဆိုမှုတွေကိုကျွန်တော်တို့ဟလာစင်စက်မပြတ်တန်နိုင်တဲ့အဖွဲ့အစည်းတွေနဲ့ပြည်သူတွေနဲ့ပါလာပြီးတော့နိုင်ငံတကာအဝင်းပွားရဲ့ထောက်ခံမှုနဲ့ဆက်ပြီးတော့ကျွန်တော်လှုပ်သွားမှာဖြစ်ပါတယ်။ APP အဖွဲ့နဲ့နိုင်ငံရေးကျင်းသားဟောင်းမြောက်အဖွဲ့ကဒီလှုပ်ရှားမှုပြုလုပ်နေချိန်မှာပဲရခိုင်ပြည်နယ်အတွင်းကတန်တွဲတောင်ကုတ်ဂွားမြို့နယ်အတွင်းက ခက်ခဲတွေနဲ့ရုန်းကန်နေထိုင်နေကြရတဲ့အရင်နိုင်ငံရေးကျင်းသားဟောင်းတွေရဲ့စံရင်းတွေကိုလည်းတွားရောက်ကောက်ခံမှာဖြစ်ပါတယ်။အကျဉ်းချနေတဲ့ကျင်းသားတွေအပြင်လက်ရှိတရားရင်ဆိုင်နေရတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ200ကျော်ရဲ့အမှုတွေကိုရုတ်သိမ်းပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။အလားတူလှုပ်ရှားမှုမျိုးကိုနိုင်ငံရေးကျင်းသားတွေထောင်ထဲချီပြီးရှိတဲ့2010ခုနှစ်ကလည်းလှုပ်ဆောင်ခဲ့မှုပါတယ်။ကျမလေးလေးမုံမှာ